မင်းစွနီပါရဲ့တရဖို့ကိုစောင်းနိုင်ဖို့ခွဲစိတ်မှုတွေစတင်လုပ်ကိုင်နေပြီဆိုတဲ့အကြောင်းသိပေးလာတဲ့ခင်ယနာဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေငကိုရှုံရင်ဆွဲလာနေအလမေလောကကိုမထိုးပေါက်နိုင်တာကိုသိနေတဲ့ခင်နာဆိုကတော့အခုဆိုရင်ခွဲစိတ်မှုတွေကိုစတင်ပြုလုပ်နေပြီဖြစ်ပါရစေခင်နာဆိုကတော့ဆိုတော့တရားအနေနဲ့ဂိတလောကတွေကိုဝင်ချိန်မှာဂေယမထားခဲ့ပေမယ့်အလမေလောကတွေကိုဝင်လာချိန်မှာတော့ ဝေဖန်မှုတွေပြင်ထန်ခဲ့တာအားလုံးမြင်ပါပြီ။ဝေဖန်တဲ့နေများပြီမြင်ပရိသတ်တွေရဲ့အမားတော်လေးမဟုတ်ပါဘူးနော်။အခုကမှဘာလို့လဲဝေဖန်နေကြတာတဘာဝလို့ဖြစ်နေပြီမြင်ခင်နာဆိုးနဲ့ပတ်သက်ပြီးပရိသတ်ပြောတာကတော့ဝေဖန်နေဆိုတာတဲ့ထောက်ပြတာကပိုပါရီ။ပရိသတ်များစုကတော့အလမေလောကနဲ့ပတ်သက်ရင်စိတ်ဝင်စားမှုများပါရီ။သူတို့ကြိုက်တဲ့အလမေကိုဆိုရင်လည်းအကောင်းဆုံးအားပေးပြီးတော့ support အပြည့်ဝပေးတယ်လို့လူဝဲချက်ရှိတဲ့အလမေတယောက်စုရသွားတယ်ဆိုရင်လည်းဝေဖန်ထောက်ပြတတ်ပါရီ။ရွေးချယ်သူတွေကအလတွေအရေးချင်းတွေထဲစီးပွားရေးအမြင်က နေဘက်ပေါင်းစုံကြည့်ပြီးရွှေနေပေမယ့်ပြည်သက်မြန်မာတို့အလားမင်းစံညုံးနေညီနေအလားမင်းတွေကိုရွေးစေချင်ကြတာပါအခုလေသူတို့စံညုံးနေမကိုက်ညီဘူးဆိုပြီးတော့မှတ်ယူထားတဲ့အစိုးရခင်နာဆိုကအလားမင်းလောကတွေကိုဝင်ရောက်လို့မလို့ဝေဖန်မှုတွေပြင်ထန်ခဲ့တာလည်းဖြစ်ပါတယ် ခင်နာဆိုတော့ဂီတလောကမှာပရိသတ်ခိုင်မာရှာပြီးသားဖြစ်တဲ့ဆိုတော့တရားပါမြမစံနဲ့တန်လေးကြောင့်ပရိသတ်တရဲ့အားပေးမှုကိုတခင်းနဲ့ရှာခဲ့ပေမယ့်စိတ်ကူးလွဲပြီးတော့အလမေလောကတွေကိုရောက်လာချိန်မှာတော့ပရိသတ်တရဲ့ဝေဖန်မှုတွေကိုခံရတာလေးဖြစ်ပါရင်အလမေတော်တော်များကအလမေလောကတွေကိုဝင်ချိန်မှာပြောင်းလဲမှုတွေလုပ်ပြီးမှဝင်ကြတာများပါရင်ကိုဟာအောင်မြင်တဲ့အလမေတရားဖြစ်ခြင်းနဲ့စိတ်ကူးခြင်းလိုအပ်ချက်တွေနဲ့အောင်အလားဆုံးဖြစ်အောင်ပြုပြင်ပြီးမှအလလောကတွေကိုဝင်ကြပေမယ့်ခင်နာဆိုကတော့အဲ့လိုမဟုတ်ပါဘူးခင်နာဆိုကတော့တိလရှင်ထွတ်ထွက်ခြင်းမှာပဲ ော်စပင်ပေါင်းနဲ့အလှမယ်လောကတွေကိုဝင်ရောက်ခဲ့တာပါအိနာခွဲတခုလည်းတရားဖြစ်ပေမယ့်သူ့ရဲ့အလှကိုယုံကြည်မှုရှိရှိနဲ့မိဆွနီပါမှာပကိုးကိုစားပြုနေနဲ့ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါသည်ခင်နာဆိုကတော့ပြိတ္တတွေရဲ့အလှပြောင်းခံရမှာဆိုလို့မိဆွနီပါပကိုးမှာခရောင်းရမှာပြိတ္တတွေကိုအတိပေးရတာလည်းဖြစ်ပါသည်ပြိတ္တတွေရဲ့အမြင်မှာတော့သူ့ရဲ့ပုံစံကအလှမယ်တရားဖြစ်တဲ့ပုံမဟုတ်တယ်လို့ခရောင်းလည်းမရတဲ့မှုဆိုပြီးတော့ဝေဖန်မှုတွေမြင့်တင်နေခဲ့ပြီလည်းဖြစ်ပါသည်ပြိတ္တတွေကတော့အလှမယ်တရားဖြစ်ဖို့လူဝဲချက်တွေအများကြီးရှိနေတဲ့ခင်နာဆိုရဲ့ပုံစံကိုထောက်ပြနေကြပါမယ်ခင်နာဆိုကတော့ လက်မခံချင်ပါဘူး။သူစိတ်ထဲမှာတော့ပရိသတ်တွေသူ့ကိုဝေဖန်တာလိုအပ်ချက်တွေကြောင့်မဟုတ်ဘဲနဲ့တခုလက်ဆိုတဲ့ဖြစ်တည်မှုကိုဝေဖန်နေဆိုပြီးတော့ထင်မှားနေကြတာလည်းဖြစ်ပါတယ်။ ခင်နာဆိုတော့လိုအပ်ချက်တွေရှိတယ်ဆိုတာကိုလက်မခံချင်ပေမဲ့ဝေဖန်သူတွေကတရက်တည်းတရက်ပုံပုံများလာမလို့ပြုပြင်မှုတွေကိုစတင်ပြီးတော့လုပ်ကိုင်နေပြီလေဖြစ်ပါတယ်။ခင်နာဆိုကတော့ဝေဖန်တဲ့နေကြောင်းစိတ်ပြပြက်သွားပြီးအကောင်းဆုံးနေဖြစ်အောင်ခွဲစိတ်ပြုပြင်မှုတွေကိုစတင်လုပ်နေပြီလေဖြစ်ပါတယ်။ဝေဖန်သူတွေဘလောက်များများအောင်မြင်နေလာမယ်တရားဖြစ်ချင်တာမလို့အခုဆိုရင်နှာခေါင်းခွဲစိတ်ပြုပြင်မှုကိုလုပ်ကိုင်ခဲ့ပြီလေဖြစ်ပါတယ်။ခင်နာဆိုကတော့မစ်ယူနီဘာ Crown ကိုစောင်းနိုင်ဖို့စိတ်တပ်ပိုင်းဆိုင်ရာ confidence ရှိနေပေမဲ့လိုအပ်မယ်ထင်တဲ့ယာရီစတင်ပြီးတော့ပြုပြင်နေပြီလေဖြစ်ပါတယ်။အခုချိန်မှာမစ် ဆူနေပါဘကိုးဖြစ်နေပြီမလို့မင်းဆူနေပါမြန်မာဖြစ်ခွင့်ရဖို့ပြုပြင်ပြောင်းလဲမှုတွေကိုစတင်လုပ်ကိုင်နေပြီလည်းဖြစ်ပါရင်ပရိသတ်တို့ရဲ့မြန်မာရောပြောင်းလဲမှုတွေလုပ်ကိုင်နေတဲ့ခင်နာဆိုတယောက်မင်းဆူနေပါမြန်မာရဲ့ခရောင်းကိုပိုင်ဆိုင်နေမယ်လို့ထင်လားဆိုတာမှတ်ချက်လေးတွေရှိခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးထူးတည်ရှိပါတယ်